အာကျွန်တော်တက်ကတော့မှတ်တိုင်အကြီးပါဗျာအဲ့လိုမျိုးငိုတဲ့ဆင်းတွေမှာရောက်ပြီဆိုတော့အရန်ကြောက်တာလေဘာလို့ကြောက်လဲဆိုတော့ဟိုမငိုတတ်မအောင်ကြောက်တာမငိုလည်းမငိုဘူးလေမငိုဘူးဆိုတာခန္ဓာချက်နဲ့ပဲငိုဘူးတာလေဒီရိုက်ကွင်းမှာရှိတဲ့ဒီ character ရဲ့ခန္ဓာချက်နဲ့ကြောက်မလုပ်ဘူးဆိုတော့အရန်အဲ့လိုမျိုးအဲ့တော့မေမိုးကမှတ်မိတယ်ကျွန်တော်ဖိုးဆုံးတဲ့အခါဘန်ကောက်မှာရိုက်တာအဲ့တော့ငိုလို့မရအောင်တကယ်ကိုငိုလို့မရအောင် ငိုလို့မရဆိုတော့ဒီရိုက်ကွင်း pressure ကိုလာပိနေရလေမိမိုးကနေပြောပြင်း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 လိုက်တာအဲပြင်းနေပြင်းတော့ငိုပါအဲ့ဒါလည်းအမှတ်တရပဲအဲ့လိုရှက်ပြီးငိုသွားတာပေါ့လေအဓိကတော့ငိုဖို့ပဲအဲငိုလို့ပဲဖြစ်ဖြစ်မျက်ရည်ကျမျက်ရည်မကျတင်းခန့်နေရလေတင်းခန့်လာဖြိုးမယ်ဆိုဖြိုးချလိုက်တာမှမျက်ရည်ကျပါတယ်ညိုကျွန်တော်တို့ထာဝရမန္တလေးမရခင်တုန်းကကျွန်တော်ဆရာဦးငိမ့်မရနေပြီးတော့ကျွန်တော်တို့ training ပေးပါတယ်ခင်ဗျာအဲဆိုတော့ training ကာလကဘယ်လောက်ကြာမလဲဆိုတော့ကျွန်တော်ထင်တယ် ုံး3လနဲ့5လောက်ကြာလောက်တော့ကြာလိုက်မယ်ဆိုတော့အဲ့ကျွန်တော်တို့ zap ကိုအာ character တွေနဲ့ဇလန်းတွေနဲ့တခါတဲ့အံဝင်တွင်ကြဖို့အတွက်ကိုရိုက်ကျွန်တော်တို့အစ်စ်တွေဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုရိုက်ကွင်းနဲ့ပတ်သက်တဲ့အတွက်ကြောင့်မရှိဘူးမရှိတော့အဲ့လိုရိုက်ကွင်းနဲ့ပတ်သက်တဲ့အတွက်ကြောင့်ဖြစ်အောင်ဆိုပြီးကျွန်တော်တို့ဘောနော်ဟိုဘောတခါတဲ့ရိုက်ကွင်းအတွက်ပါရိုက်ကွင်းနဲ့မစိတ်အောင်ရိုက်ကွင်းနဲ့တသားတဲ့ကြာနေအောင်လို့အဲ့မှာ3လ5လလောက်ကျွန်တော်တခါတဲ့ train ထားတာဘောနော်အဲ့ဒါအဲ့ဒါလေးကတော့ဟို ပထမဆုံးဆက်စားခြင်းမှာစနစ်တကျနဲ့ကျွန်တော်တွားခဲ့တဲ့ပုံစံလေးပါခင်ဗျာဟုတ် practice make perfect ဆိုတော့အဲ့လိုပြောတာပေါ့နော်။ဘာကြောင့်လဲဆိုတော့ဟိုကျွန်တော်လက်တွေ့လုံနိုင်မှုဆိုရင်တကယ်ဟိုဟာစဉ်းစားမရှိဘူးဆိုရင်အလကားပဲပါအဲ့တော့ဘလောက်ပဲ training တွေဆင်းခဲ့ဆင်းခဲ့တကယ်တမ်းလက်တွေ့ကိုကွင်းလဲဆင်းရတဲ့အကြောင်းကျွန်တော်တို့ကြောက်တာပေါ့နော် တောက်တာပေါ်ဆိုတာတကယ်ရိုက်ကွင်းအစစ်ကြီးကမီးတွေအဲမှန်လေလူတွေမင်းအတိအမှတကယ်ကိုတခါမှမတွေ့ဘူးတဲ့လူတွေနဲ့တေးဆောင်တေးဟိုဟိုတေးဆောင်နေတော့တည်ရလေတော့တခါအပြင်းမှလှုပ်နေတဲ့လူကြီးကတခါမှမတွေ့ဘူးလေကိုလည်းနေတော့ဟာ နည်းနည်းဟာကြီးပဲလောက်ကြပါဘုံပေါ့နော်လောက်နိုင်ပါမလားမသိဘူးပေါ့နော်အဲ့လိုမျိုးငိုတဲ့ဆင်းနေမှာရောက်ပြီဆိုတော့အရန်ကြောက်တာလေဘာလို့ကြောက်လဲဆိုတော့ဟိုမငိုတတ်မအောင်ကြောက်တာမငိုလည်းမငိုဘူးလေမငိုဘူးဆိုတော့ခန်းသားချက်နဲ့ပဲငိုဘူးတာလေဒီရိုက်ကွင်းမှာရှိတဲ့ဒီ character ရဲ့ခန်းသားချက်နဲ့ကြောက်မလောက်ဘူးဆိုတော့အရန်အဲ့လိုမျိုးအတော့မေမိုးကမှတ်မိတယ်ကျွန်တော်အာဟိုအဲ့ဖိုးဆုံးတဲ့အခါဘန်ကောက်မှာရိုက်တာအဲ့တော့ငိုလို့မရအောင်တကယ်ကိုငိုလို့မရလားငိုလို့မရဆိုတော့ဒီရိုက်ကွင်း pressure ကိုလာပိနေရလေပိနေဆိုတော့ဟာ ဒီစင်းကအရင်အကြီးစင်းပေါ့နော်မလုံနိုင်ရင်ဒုက္ခပါပဲဆိုအဲ့ pressure ကလည်းရှိနေတယ်ရိုက်ကွင်းကလည်းပြီးနေပြီးတော့ကိုယ်နဲ့တွဲဖက်သေးအောင်ဆောင်တဲ့လူတွေကလည်းရှိနေတယ်ဆိုတော့မိမိုးကနေပြီးတော့ပြင်း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 လိုက်တာအမ်ပြင်းနေပြင်းတော့ငိုပါအဲ့ဒါလည်းအမတ်တရားပဲကျွန်တော်ပြောရမှာပေါ့ဟုတ်အမ်မိမိမိုးအရင်တော့မျိုးလုံးချင်းတော့ရှင့်မကြည့်ရဘူးမျိုးလုံးကအရင်တောက်လို့လေဟို character နဲ့ကိုကမိမိုးဟိုက ဟိုဟာစစ်တလို့မျိုးစစ်တာတရခန်စစ်တလို့မျိုးစစ်တာကိုကမကြည့်ရုပ်ဖြစ်နေတူအဲ့လိုမျိုးပေါ့နော်အဲပြီးမှဆရာနေပြီးတော့ကျွန်တော်တို့ရှင်းပြတာကိုကရိုက်တာပါဟိုဟာပါအပြင်စိတ်တီထုတ်တာကရိုက်တာတွေပဲထည့်တာဇာတ်တွေပဲထည့်တာအဲ့ဒါမှကိုမျိုးလုံးနေတာတောက်လာမှာကျွန်တော်တို့အဲ့တုန်းကအမျိုးလုံးကိုမထည့်တော့မျိုးလုံးကသိနေတယ်တစင်းတစင်းပေါ့နော်တိုက်ကလုံးဖြစ်ဖို့အုတ်တစ်ချက်ကနေစသလိုပဲအဲ့လိုမျိုးကျွန်တော်တို့လည်းဟို character တစ်ခုကိုပုံဖော်နိုင်ဖို့အတွက်ကိုလည်းကျွန်တော်အဲ့ဒီရနေပြီးတဆင်းဆင်းညင်တိဆောက်ခဲ့ရတာတွေပေါ့နော်ဒီစင့်တို့အများကြီးပဲတကယ်ဝိုင်းရင်တေးဥဆောင်ရင်းနဲ့ကျွန်တော်စပြီးတေးဥဆောင်ရတာလေအများကြီးဆိုတော့အာဒါကျွန်တော်ရဲ့တင်စရာမြင်စရာတွေပဲအကုန်လုံးတို့တို့ဟိုဟာတေးဥဆောင်နေပြီဆိုရင်ကျွန်တော်ကတော့တော့ချောင်းချောင်းကြည့်တာကြည့်ရဆိုတော့လေဟိုတို့လောက်လာတဲ့တတန်းတစ်လျှောက်မှာတို့ဘလို့ဒီ ID မျိုးတွေကိုအမူအရာမျိုးတွေကိုထုတ်သုံးတာလေဘယ်လိုလေယူလေသေးနေထုတ်သုံးတာလဲဆိုတော့တတ်တတ်လာတင်ပြဖို့ဆိုတော့မဖြစ်နိုင်အချိန်လည်းမရှိဘူး ဲ့တော့ကျွန်တော်တို့ကပညာကိုလိုချင်နေဆိုတော့အဲ့ဒီပညာလေးကိုရရင်ကြားသလောက်ပေါ့နော်ဟိုကိုမျက်လုံးနဲ့မှတ်တာပေါ့အဲ့ဒါမြင်စရာတွေပေါ့နော်အဲ့လိုမြင်စရာတွေပေါ့ကျွန်တော်မျက်လုံးနဲ့မှတ်ပြီးတော့ပြီးတော့ဆရာရဲ့ပံ့ပိုးမှုဆရာရဲ့သင်ကြားမှုပြီးတော့ကျွန်တော် forever group ရဲ့ပံ့ပိုးပံ့ပိုးမှုနဲ့ကျွန်တော်တို့ကဒီဇာကာကြီးတကားကိုဖြစ်လောင်လို့တစ်နှစ်ခွဲလောက်ကြာတယ်ဗျတစ်နှစ်ခွဲလောက်ကြာမှတူတယ်အဲ့လိုမျိုးတိစောက်ခဲ့ရတော့ခင်ဗျာအဲ့ဒီဘာမှတရနခနလာအောင်ဆိုရဟုတ်ကဲ့ဟုတ်ကဲ့တော့ပြီးတော့ကျော်ဟုံးကျော်လေအာငိုဟောအဲ့လိုရှက်ပြီးငိုသွားတော့ဗောလေအဓိကတော့ငိုဖို့ပဲအ အမလိုပဲပြမျက်ရည်ကျမျက်ရည်မကျတင်းခန့်နေရလေတင်းခန့်လာဖြိုးမယ်ဆိုဖြိုးချလိုက်တာမှမျက်ရည်ကျပါတယ်မျိုးဒါပြိတက်ကလည်းအဲ့လိုမျိုးပုံစံလေးကိုသူတို့ကလည်းလက်ခံသွားတာပေါ့နော်ကျွန်တော်သာဟိုအခုမှအခုပြန်တွေးတာပေါ့နော်အော်ငါကအဲ့တုန်းကဒီဆိုရင်ဒီထက်ပိုပြီးကောင်းလှုပ်လှုပ်လှုပ်ချင်တယ်ပေါ့နော်ဆိုစိတ်ဖြစ်တာဒါမဲ့ပြိတက်ကလည်းအဲ့တုန်းကဟာ ဟိုသူတို့ချစ်ပြီးတော့သူလက်ခံလက်ခံကြတာဗောနော်အဲကြောင့်မို့ဟိုကျွန်တော်ဆိုရင်ကျွန်တော်ဘဝပထမအစားကသာရမန္တလေးနဲ့စခဲ့တယ်ပြီးတော့ဒါရွှေမန်းမြေဆိုတာလည်းကျွန်တော်အမှုပညာခြေလမ်းနေစခဲ့တယ်မြေဖြစ်တဲ့အတွက်ကြောင့်မလို့အဲကျွန်တော်တို့အမှတ်တရတယ်သာရတချင်းရလည်းတအားကောင်းတယ်ပြီးတော့မြန်မာမှုတွေလည်းပါတယ်အဲလိုမျိုး ပြီးတော့ဇက်ကလည်း ဟိုကျွန်တော်တို့ဇက်ကလည်းစမ်းနေပြသိတယ်မလားအဖိုးရဲ့ဒါအချစ်ကိုအဖိုးရဲ့ဒါလိုချင်တဲ့ဟာကိုမိတယောက်အနေနဲ့အဲ့လိုဇက်တိတ်မရှိဘူးလေဆိုတော့စီမြန်မာနိုင်ငံရဲ့ဟိုစီစီ series ဆက်ဆာချင်းလည်းဖြစ်တယ်ဆိုတော့လေအဲ့လိုမျိုးတွေကဟိုပြိသက်ကိုပို့ပြီးတော့အမှတ်တရလည်းဖြစ်စေတယ်ဟိုတချင်းလေးကလည်းနားတော်တာဆင်းလို့ကောင်းတယ်ပြီးတော့ဟို ရုပ်ရှင်ကလည်းဇာတ်ကားလည်းကြည့်လို့လည်းကောင်းတယ်ဆိုတော့အဲအဲ့လိုမျိုးတွေကြောင့်ပြည်သက်ကဟိုသူတို့ပြန်လာတဲ့အချိန်မှာလည်းသူတို့ rapid ကြည့်ရလဲသူတို့တော့ကတကယ်ကိုဟိုကြိုက်တဲ့ကားတစ်ခုဖြစ်နေတာပေါ့ကျွန်တော်အာကျွန်တော်တို့ကတော့မှတ်တိုင်အကြီးပေါ့ဗျာအမှတ်တိုင်အကြီးပေါ့ဒါကျွန်တော်တို့ကျေးဇူးရှင် forever မိသားစုကလည်းဒါကျွန်တော်အမြဲမမေ့လို့မရတဲ့ဒါကျွန်တော်ရဲ့ကျေးဇူးရှင်ပြီးတော့ဆရာဦးငင်းမြင့်ဆိုတာလည်းကျွန်တော်ရဲ့လက်ဦးဆရာပြီးတော့ကိုဂျုံလည်းရှိသေးတယ်ကျွန်တော်ရဲ့လက်ဦးဆရာတွေပဲနော်နော်ဆိုတော့ဒီဆရာသမားတွေကြောင့်ကျွန်တော်ဒီကိုချစ်တဲ့နှုတ်ပညာပေါ်မှာခြေတော့ရက်နိုင်ခဲ့ပြီးတော့ဟိုရှောက်လန်းနေနိုင်တာပေါ့နော်ဟုတ် ကျွန်တော်အသက်20ကလေးကစနေရဆိုတော့ရှိပြီပေါ့ခုစ15နှစ်လောက်ရှိပြီပေါ့ကျွန်တော်အသက်ပဲ35ဆို15လောက်ရှိပြီဟုတ်ကဲ့တင်နေရတော့မယ်နေတိုင်းကတင်နေရအခုဆိုရင်အခုလူငယ်ခြေတက်တွေထွက်လာတယ်သူတို့သူတို့ရှိရလဲကျွန်တော်တင်နေရတော့မတင်နေရဆိုတော့ဒရန်တော့တော်မိနေရတာမဟုတ်ပေါ့သူတို့တွေဘယ်လိုလုပ်တာလဲဘယ်လိုတွေရှိနေရလဲဆိုတော့ကိုကပြန်လေ့လာတယ်ကျွန်တော်ဟိုမှာနှစ်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 လောက်နေခဲ့တဲ့အချိန်မှာဟိုကိုကြီးကိုတော့ကိစ္စရင်းနဲ့ဖြတ်တန်းနေရတော့အနုပညာဘတ်ဆိုင်မှာဟိုလေ့လာမှုအားနေနေနေဟိုအခုကိုပို့ပြီးပို့လေ့လာနေရတာပေါ့ ဘာပြောကျွန်တော်ခုပွဲတွေပါတော်တဲ့အချိန်မှာပြစ်သက်တွေရနေပြီးတော့အရန်ကိုနှွေးထွေးတဲ့ဟာလေးတွေကိုကျွန်တော်ခံစားရတယ်ဗျာနော်တွေ့တဲ့အချိန်မှာလည်းဝမ်းသာတာလေးတွေကိုကျွန်တော်ခံစားရတဲ့အချိန်မှာကျွန်တော်ပီတိဖြစ်တယ်စူးစားခြင်းစိတ်လည်းဖြစ်တယ်ဗျာဟုတ်